စစ်ကောင်စီကိုအပြေးဝါထောက်ခံသူဖြစ်တဲ့စမ်းချောင်းမြို့နယ်မှာနေထိုင်သူအစိုးရရုံလေးရဲ့နေအိမ်ဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။မင်္ဂလာပါပရိသတ်ကြီးအဆိုတော်ရှင်လေးကတော့ပြီးခဲ့တဲ့ဆယ်စုနှစ်တခုစာမကအနုပညာလောကမှာရပ်တည်လာခဲ့သူဖြစ်ပြီးအမိုက်စာရပ်တခြင်းတွေကိုတည်ဆိုရင်းနဲ့ပုံမှန်နာမည်ကြီးလာခဲ့သူဖြစ်ကောင်းလူငယ်ပရိသတ်အများပြားကိုပိုင်ဆိုင်ရရှိထားသူလည်းဖြစ်ပါတယ် ဒါပေမဲ့နောက်ပိုင်းမှာတော့အစိုးရရှင်လေးကနိုင်ငံရေးနဲ့မလွတ်မကင်းတွေ ဖြစ်လာခဲ့ပြီးစစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာလည်းစစ်ကောင်စီကိုအပြစ်ဝထောက်ခံသူတရားဖြစ်တာကြောင့်ပြည်သက်တွေရဲ့မျက်မှောက်ကြိုးချင်းကိုခံခဲ့ရသူလည်းဖြစ်ပါတယ်ဒီကနေ့မနက်ပိုင်းမှာဆိုရင်တော့ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့အစိုးရရုံလေးရဲ့နေအိမ်အနီးမှာပုံပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းဒေသခံပြည်သူတချို့နဲ့ဒေါ်လာရေးယူကြည်တရင်ရင်းမြစ်တစ်ခုကအတည်ပြုပြောကြားလိုက်တာပဲဖြစ်ပါတယ်။ ဒီကနေ့ဒီဇင်ဘာလ30ရက်နေ့နနက်9:05နာရီ5မိနစ်ဝင်းချင်းအချိန်မှာအဆိုတော်ရုံလေးနေထိုင်ရာစမ်းချမြို့နယ်ဖျာပုံလန်းရှိနေအိမ်အနီးမှာဘုံပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီးဘုံပေါက်ကွဲတဲ့အလွန်ကျေလောင်ပြီးစမ်းချောင်းတဝန်းမှပြည်သူများအားလုံးကြားလိုက်ရတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဘုံကွဲတာကတော့ဟုတ်တယ်အတန်ကနှစ်ချက် အုံးကနေနဲ့အတန်ကအကျယ်ကြီးပဲဖျားပုံလန်းထဲမှာပေါက်တယ် ဖျားပုံလမ်းဘက်ကိုတော့ဆစ်ဆီးနေတာတွေ့တယ်ဟုဆိုကစမ်းချောင်းမြို့နယ်မှာပြည်သူတဦးကပြောကြားထားတာလည်းဖြစ်ပါတယ်ရန်ကုန်မြို့ပြ UG တော်လန်ရေးတရင်ရင်မြစ်တခုကလည်းအဆိုတော်ယုံလေးဟာ၎င်းရဲ့ဖျားပုံလန်းနေအိမ်တွင် ပြန်လည်နေထိုင်နေကြောင်းယနေ့နက်နက်ပိုင်းပောက်ကွဲမှုဟာအဆိုတော်ယုံလေးရဲ့နေအိမ်အနီးပောက်ကွဲမှုဖြစ်ကြောင်းအတည်ပြုပြောဆိုထားပါတယ်။ ဘယ်ဖွဲကလောက်တာလဲတော့မသိဘူးရှင်လေးကစမ်းကြောင်းမှာပြန်ပြီးနေနေတာကြာပြီလို့အဆိုပါ UG တော်လိုင်းရေးတရင်အရင်မြစ်က ဆိုထားပါတယ် နိုင်ငံပိုင်သတင်းမီဒီယာတွေရဲ့ထုတ်ပြန်မှုမှာတော့စမ်းချောင်းမြို့နယ်အမှတ်31ဖျားပုံလန်းကျွန်းလယ်ရပ်ကွက်မှာရှိတဲ့ပန်းလိုက်မိသားစုကလင်းနစ်စေကန်းရှိမှာယနေ့နေ့နဲ့9နာရီ10မိနစ်အချိန်ခန့်ကဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးပေါက်ကွဲမှုကြောင့်မော်တော်ယာဉ်နှစ်စီးမီးစက်နှလုံးပျက်စီးခဲ့ကလူထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့လည်းဖော်ထုတ်ထားတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့အစိုးရရှင်လေးကိုစစ်တပ်မှတာဝန်ရှိသူများကတံပြားအလုံးပိတ်ထားတဲ့ကားတွေနဲ့လာရောက်ကယ်တင်သွားတာကိုလည်းပြည်သူတချို့ကမြင်တွေ့လိုက်တယ်လို့ဖော်ပြထားပါတယ်။ အဆိုတော်ရှင်လေးဟာစစ်တပ်နဲ့ပတ်သက်တဲ့ပွဲလန်းသဘင်များဇလန်းများကိုအတိအကရိုက်ကူးတဲ့အပြင်ဆီယာနာရှင်စံကျင်ရေးဆန္ဒပြပွဲတွေမှာပါဝင်မှုကြောင့်အချင်းထောင်မှပြန်လည်လွတ်မြောက်လာသောတရုတ်ဆောင်နဲ့အနုပညာရှင်တို့ပြည်ပထွက်ခွင့်ရရှိရေးအတွက်စစ်တပ်တာဝန်ရှိသူများနဲ့ချိတ်ဆက်ပေးမှုများခံဝန်လက်မှတ်ရေးထိုးရန်ဂျာဝင်ဆေးဆက်ပေးမှုများလှုံ့ဆော်နေသောစစ်ကောင်စီဘက်မှအားကိုးရတဲ့သူတယောက်ဖြစ်တယ်လို့လည်းသိရှိရပါတယ်။